ဆမ်းမယ်ဘသူမှမသိသေးတဲ့ဗမော်စကခ21ကဘူမူချုပ်တယောက်ကြောင့်ပြောပြမယ်သူ့နာမည်ကဘူမူချုပ်တင်မင်းလက်တဲ့အမှတ်စဉ်48စင်း2016မှာတုန်းကအနောက်ပိုင်းစစ်ဌာနချုပ်မှာဘူမူချုပ်ယာဒူးနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး2019မှာသတိကန်တိုင်းစစ်ဌာနချုပ်ကိုပြောင်းရွှေ့ခဲ့တယ်2014ဧပြီလမှာတော့ဗမော်စကခ21ကိုစကခမူဖြစ်ရောက်ရှိလာခဲ့သူဖြစ်ပါတယ် ပြောချင်တဲ့အကြောင်းအရာကဒီဟာမဟုတ်ဘူးပြောချင်တဲ့အကြောင်းအရာကအခုမှစမှာကြံခဲ့တဲ့လ January 23ရက်နေ့တုန်းကစက္ကခမှုဘုံမှုချုပ်တင်မင်းလက်တယောက်ဒဏ်ရာရရှိသွားတာအားလုံးသိကြပြီးပြီနေမှာပါအဲဒီတုန်းကအကြမ်းဖက်မီဒီယာတွေရဲ့ဖော်ပြချက်အရပေမာကြောက်လို့ပဲဒဏ်ရာရချင်းရဆောင်ပြီးပြေးသူလိုလိုရေးခဲ့ကြပြီမယ်တကယ်ကဒီလိုမဟုတ်ခဲ့ဘူးဗျအဖြစ်မှန်ကဒီလိုဘုံမော်မြို့နဲ့စစ်တပ်စခန်းတွေကို အကြမ်းဖက် KIA နဲ့ဗရက်တွေကစတိုက်ခိုက်တော့ဗိုလ်မှူးချုပ်တင်မင်းလက်တယောက်စကမ်းပြင်ပတ်ပြေးထွက်သွားပြီးမင်းတို့လိုချင်တာငါ့ကိုမလားငါ့ကိုဆိုရင်ငါ့ကိုပဲပြစ်ကြပါကွာအချားမဆိုင်သူတွေကိုမထိခိုက်ပါစေနဲ့လို့ဆိုပြီးရင်ဘတ်ကိုဖွင့်អော်ပြောတာအနားမှာရှိတဲ့အချားဗိုလ်ချုပ်တွေတက်မတော်သားတွေရဲမေတွေခမညာအကုန်စိတ်မကောင်းဖြစ်ကြရတယ်ဒီလောက်ရဲရင်တဲ့ခေါင်းဆောင်ဒီလောက်ပေးဆက်လုံးတဲ့ခေါင်းဆောင်မျိုးနဲ့သာဆိုရင် ငရဲပီထီလည်းလက်ရဲပါတယ်ဆိုပြီးခွန်အားတွေရကြတာပေါ့ဒါကိုတော့ပြည်သူတွေကဗာပြောတယ်မလဲသိပါစေဝမနေဘူးဒီနိုရှိလို့ညွန့်လာတာတဲ့အိုးဘမော်မြို့မချဖို့ရေးကဲတင်းနေတာကိုမမြင်ပဲတနတ်ထောက်မိုက်ကြီးခွဲခဲ့တာကိုပဲရွေးမြင့်တက်တဲ့ပြည်သူမြို့ကိုတိဆောက်ပေးနေတာကိုမမြင်ပဲနီးရှို့ဘုံကျဲပရင်းကျဲတက်ဖြတ်နေတာကိုပဲရွေးမြင့်တက်တဲ့ပြည်သူ အခြားနိုင်ငံကစစ်သားတွေသူတို့ပြည်သူကိုသူတို့ပြင်မတတ်တာလည်းမပြောနဲ့လေသူတို့ပြည်သူတွေကတက်မတော်ကိုမှမမုန်းကြတာဗျပြည်သူတွေမိနေကြတာတခုရှိတယ်သူတို့ခါခါတီးတီးယွန်ရှာမုန်းတီးနေတဲ့တက်မတော်သားတွေဟာလည်းတချင်ကပြည်သူဖြစ်ခဲ့ဘူးလေဆိုတော့ကိုပါတက်မတော်သားတယောက်ဖြစ်ဖို့ရွေးချယ်မိခဲ့တဲ့ကျွန်တော်ကိုကျွန်တော်နောင်တမရခဲ့ဘူးတမတော်ကိုတံမိုးမထားတဲ့တိုင်းပြည်ကိုပဲကျွန်တော်ရွေးချယ်မိခဲ့လို့နောင်တရခဲ့တာပါဗျာ။ တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Universe Insta